ျွန်တော်ချက်ကျွေးပါတယ်အများကြီးပဲတဲလက်ရတော့ကျွန်တော်စားရစားရတယ်ဒါပေမဲ့တိတ်တိတ်ပြီးမစားဖြစ်ဘူးကြောက်လို့ဆိုတော့တနေ့လှုပ်ကြံတာညသူကသူနဲ့ကျွန်တော်နဲ့ကတခါကျအများနဲ့တောင်းတောင်းတွေ့တာနဲ့အဲ့လိုတတ်နေကြတာဆိုတော့ကြာနေကောင်းတယ်ပြောပြီးတော့ကျွန်တော်တို့ကအဲ့လိုငန်တာတို့ဘာလို့စက်တာတို့လှုပ်လိုက်မှာဆိုတော့တိရအဲ့လိုစားကောင်းပါရဲ့ကောင်းတယ်ဆိုတော့ကိုယ်ကမစားရဲဘူးဒီချက်တဲ့ချက်စပြေးလိုက်ဒီနံပါတ်ပေးတာဘယ်လိုစားတယ်ဒီနံပါတ်ပေးစားတယ် ဟုတ်တယ်အမေအမေနဲ့အဖေအမတ်တရပဲအဲသူညာကစားရောဖြစ်တဲ့ဟာပေါ့အမေအမေကဟင်းချက်ကောင်းအဲအဖေအဖေလည်းသိပါတယ်အဖေကတသက်မှဟာတာအနေနဲ့လုပ်တာအမေတခါကျရင်ကျွန်တော်တို့ချက်ကျူးရဲ့ဟင်းနေတယ်ကျွန်တော်စားရငယ်တုန်းကပေါ့အတော်တော့ကျွန်တော်မလုပ်ပါဘူးကောင်းပါလားကောင်းပါကြောက်လို့ပြောတကယ်တည်းတော့တော့ အာသူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေကိုအဲ့လိုနှုံးနှုံးဆင်းပြီးတော့ကြက်တလုံးလောက်ပြီးတော့ချက်ကျွေးရခင်ရန်ကောင်ဟုတ်ဟုတ်တယ်အားရောချိုးရပြန်လာပြီမှာဟုတ်ပြီချက်ကျွေးဟုတ်ဝမ်းသာပါတယ်အဖေတေချာအားဆိုင်ထုတ်ထားတဲ့ကားလေးပြည့်သက်ရှိချပြခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်ဟုတ် ဝမ်းသာပါတယ်ဖေးကိုအကုန်ပြုတ်ပေးတော့ဟိုတက်လာပါ1500 1500 28ကပူပြီးတော့အဲဂျင်မထဲဟိုရောက်စီရရမျိုးဆိုတော့အာတကယ်ကောင်းမဲ့ကာတကာလိုမျိုးလုပ်မှာဆောင်းကကြတော့ဒီလိုမိသားစုကားလေးဆိုတော့စိုက်တယ်အဲအဲ့ဒါကြောင့်မို့လို့တက်လာပါဘောနော်ပြီးတော့အဖေရိုက်တာဆိုပို့ပြီးတော့အားပေးပါတယ်ဒီမလေးကအကူဒီဒီမလေးကဒါလေးအဲအရင်ကကအကယ်ဒမီဆိုတာထက်ဟိုပြိသက်အားပေးမှုအပြေပါရပါစီ ူတောင်းပြပါတယ်ကျွန်တော်တော့ကျွန်တော်မမျှော်လင့်ပါဘူးအဖေကအဲ့လိုမျိုးဘယ်လိုပြောမလဲဟိုးရှင်တွေကလည်းအဖေကတရုတ်ဆောင်လုပ်တဲ့အချိန်မှတွေကလည်းဖေးရဲ့အကူလိုချစ်ရတယ်တငယ်ချင်းလိုချစ်ရတယ်ဥက္ကုတူဆိုတာဥက္ကုတူပေါ့နော်ဥက္ကုတူကလည်းသူ writer လုပ်တဲ့အချိန်မှတော့လည်းသူက drummer အရန်ပိုင်တဲ့ writer တယောက်အနေနဲ့ရက်တိခဲ့တာဆိုတော့အဖေလည်း drummer ကိုသူလည်းယူသွတ်တယ်ဒီတက်ပို့ပြီးတော့ပရိသတ်ရင်ထဲရောင်းမဲ့ဟာတွေသူ့မှာရှိသေးတယ်သူချပြမဲ့အချိန်ရောက်လာလို့ရှိရင်ပရိသတ်ဟိုကြည့်ရမှာပါဟုတ် ကျွန်တော်အများရန်ဟိုအားကြကုန်ယူရတဲ့လူပေါ့နော်ပြီးတော့ဟိုသူရိုက်သမျှကာဆိုလို့ရှိရင်လည်းတခုခုပြိတ္တရှင်နဲ့ဟိုတော့ကြံခဲ့ရလို့ကျွန်တော်ထင်ပါတယ်ဟုတ်ဒီကားလည်းအဲ့လိုမျိုးအောင်မြင်ပါစေလို့ဆုတောင်းမိပါတယ်ကျွန်တော်မှတော့အဲ့အဲ့ခံစားချက်ကကျွန်မပြောပြတတ်ဘူးဟိုတိတ်တော့တိတ်တော့မခံစားဘူးဗျာဘာလို့လဲဆိုတော့ပြိတ္တချစ်နေတရားရင်တော့ချစ်နေကိုကျွန်တော်ကျင့်နေကျန်တာမလို့ဟုတ် ဖေကဒီဟာသတိဥဆောင်အနေနဲ့ပေါ့နော်ဒီလိုတစ်ခုခုတော့အောင်မြင်ခြင်းမတိုင်တစ်ခုတော့ရှိသင့်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဟိုက်တော့ညီမခမရပြောသလိုကြွားမလား။ဟာစေတနာနဲ့ပြောနေတာ။ခမရကိုစကားလူလိုပြောနေတာနော်။ဟောဒါကဲ။အားကျွန်တော်ချက်ကြည့်ပါတယ်အများကြီးပဲ။တဲလိုက်ရတော့ကျွန်တော်စားရစားရဒါပေမဲ့တိတ်တိတ်ပြီးမစားဖြစ်ဘူး။ကြောက်လို့ကြောက်။တနေလောက်ကြံတာညီမ။အမလေးချောပြောရမလို့တဲတဲဟုတ်ကဲ့တဲ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 ကိုကြောက်ပါအဲ့လိုပြောအမကောင်းပါတယ် လုံးချန်တာဆိုတာဟိုလေလုံးချန်တာဆိုသူ့ကိုကြောက်နေရသူကသူနဲ့ကျွန်တော်နဲ့ကတခါကျအမြဲတမ်းတောင်းတောင်းတွေ့ရနေအဲ့လိုတတ်နေကြဆိုတော့ဆောကြနေကောင်းတယ်ပြောပြီးတော့ကျွန်တော်တို့ခုခုအဲ့လိုငန်လာလို့ပါဆက်တာလို့လုတ်လိုက်မှာကျွန်တော်သိရအဲ့ဒါကောင်းပါရဲ့ကောင်းတယ်ဆိုတော့ကိုယ်ကမစားရဲ့ဘူးဒီချက်တဲ့ချက်ဆက်ပြေးလိုက်ဆိုင်ကားမှာဆိုင်နာမည်ပြရအောင်ဒါတော့ဆက်တယ်ဒီနေ့နဲ့ဘယ်လိုဆက်လဲကျွန်တော်လည်းနေစားလို့မရဘူးဘိုက်စားနေတယ်ပတ်တူတူကြတယ်အဲ့လိုမစားတော့ကြဘူးအော်ဝမ်းသာတာဗောကိုကိုယူလာတဲ့ ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေရဆိုတော့အတိုင်းမသိဘူးဝမ်းသာကြရပါဟုတ်ဟုတ်ပါတယ်အဲ့လိုပဲအဲ့လိုပဲဖြစ်ပါဘာလို့ငငယ်လေးတွေကလည်းသူကမိသားစုလိုဖြစ်နေရအောင်အဲ့လိုဆိုတော့ဟုတ်တော်တော်ပျော်ရွှင်ရပါတယ်ဘာလို့လဲဆိုတော့တရားလိုပြောရမလဲဒီမိသားစုကအရန်ကိုအရန်ပါပဲမေတ္တာပေးရပေါ့နော်ဒီသူတို့နဲ့နေရချောမိသားစုတစ်ခုနောက်တစ်ခုလိုမျိုးပဲအဲ့လိုမျိုးခံစားရမှာအဓိကကတော့လည်းငငယ်တိုင်းနဲ့ချက်ချက်ပေါင်းနဲ့မင်းတို့အမျိုးမတနာဘူးလား ဟုတ်တယ်အမေအမေနဲ့အဖေအမတ်တရပဲအဲသူညာကစားရောဖြစ်တဲ့ဟာပေါ့အမေအမေကဟင်းချက်ကောင်းအဲအဖေအဖေလည်းသိပါရဲ့အဖေကတသက်မှာဟာတာအနေနဲ့လုပ်တယ်အမေတခါကျရင်ကျွန်တော်တို့ချက်ကျွေးရဲ့ဟင်းနေတယ်ကျွန်တော်စားရငယ်တုန်းကပေါ့နော်အတော်တော့ကျွန်တော်မလုပ်ပါဘူးကောင်းပါလားကောင်းပါကြောက်လို့ပြောတကယ်တည်းတော်တယ်တော်တယ် အာသူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေကိုအဲ့လိုနုံနုံဆင်းပြီးတော့ကြက်တလုံးလောက်ပြီးတော့ချက်ကျွေးရခင်ရန်ကောင်ဟုတ်ဟုတ်တယ်အောင်းပြပါဘူးအားရောချိုးရပြန်လာပြီးမှချက်ကျွေးဟုတ်ကျွန်တော်ကအခုကူးသေးကိုထည့်အစင်ရောက်သွားပါပြီဒါတော့ဆိုဝင်းရောင်တော့ဗောနော်ဟုတ်ကဲ့ပါအောင်စီအောင်ပါရုပ်ရှင်ကရုံတင်တဲ့အချိန်ကြာလို့ရှိရင်လည်းပြည့်တဲ့အားလုံးဒီခဲနဲ့လာရောအားပေးပါလို့ဖိတ်ခေါ် 对呀，就那样。